မင်္ဂလာပါမိတ်ဆွေများကိုမင်္ဂလာပါဖြင့်နှုတ်ဆက်၍ကျွန်တော်စာမွန်တရီ channel မှကြိုဆိုလိုက်ပါရခင်ဗျာယခုပြပေးမှာက10ချိန်အတွက်ကစားသင့်တဲ့တရီဒီခြေကနဖြစ်ပါတယ်ကျွန်တော်ရှာဖွေတွေ့ရှိချက်လေးတွေကိုညံမီတလောက်ရှင်းလင်းစွာမျှဝေပေးမှာမို့မိတ်ဆွေအားလုံးအစာဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါရခင်ဗျာဟုတ်ကဲ့မိတ်ဆွေများကိုယခု ျွန်တော်ရှင်းပြပေးမယ့်ဆိုင်မူကတော့ကျွန်တော်ဒီအောက်၃မင်းနဲ့ဒီမြင်းအပေါ်၃မင်းမှာရှိတဲ့ဒီကနန်း၃လုံးစီကိုယူပြီးတော့ထဲအောက်၃လုံးပေါင်း၃လုံးပေါင်းခြင်း၈ဖြစ်နေ၈ဖြစ်စဉ်ပေါ့ဗျာဒီအပေါ်၃လုံးနဲ့အောက်၃လုံးပေါင်းပြီးတော့ပေါင်းခြင်း၈ဖြစ်စဉ်နဲ့ဒါဒီဆိုင်မူမှာအပြီးပေါက်ရိုက်သွားမှာဖြစ်ပါတယ် အမိတ်ဆွေများကိုကျွန်တော်ဆိုင်မှုလေးတွေကိုတရားကြည့်ရှုပြီးဖို့ကျွန်တော်အနေနဲ့ဒါဖိတ်ခေါ်ရင်းဖြစ်ပါတယ်ပရမအုံးဆုံးထိတ်စည်းဆိုင်မှုကိုဒီဘက်ကျွန်တော်ဒီ၄395၄395ဖြစ်စဉ်ရဲ့เนาะထိတ်စည်းဆိုင်မှုကိုရင်ရှင်းပြပါမယ်အဲဒီမှာအထက်တက်ပြီးတော့ဇောင်းတက်တက်ပြီးတော့ကျွန်တော်တို့ခုပွဲတွေကစားမယ် ဒါဆိုင်မှုထုတ်ပြသွားမှာဖြစ်ပါတယ်။ပေါ်ဆုံးဒီရှေးကဒီကနန်းရှေးကဒီစိုက်၃စိုက်နဲ့ဆိုင်မှုတိုင်းပဲကျွန်တော်ယခုပွဲအပြင်အတွက်ကျွန်တော်စေချိန်မြောက်တဲ့ပေါ့ဗျာ။ကျွန်တော်ကနန်းထုတ်ပြသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီဆိုင်မှုရဆိုရင်ကျွန်တော်ဒီအပေါ်ဒီမြင်းရဲ့အပေါ်၃လုံးနဲ့ဒီမြင်းအောက်က၃လုံးဒီ၃လုံးနှစ်ခုအချိုးပေါင်းခြင်းဒီပေါင်းခြင်း၈ဖြစ်စဉ်ကိုယူပြီးတော့ကျွန်တော်အနေနဲ့ဒါထုတ်ပြသွားမှာဖြစ်ပါတယ် ဒီပထမဆုံးเนี่ยဒီအပေါ်၃လုံးယူတဲ့အခါမှာကျွန်တော်ဒီ၄ရယ်၄ရယ်၂ရယ်၆ရယ်ဆိုပြီးတော့ကျွန်တော်ဒီ၃လုံးပေါင်းကိုပေါင်းဆုံးယူသွားမှာဖြစ်ပါတယ်ဒီ၄နှစ်၆၃လုံးဒီကျွန်တော်ဒီမှာပေါင်းခြင်းအနေနဲ့သူကကျတော့ဒီ၄နှစ်၆ဒီပေါင်းခြင်းအနေနဲ့ဆိုပေါင်းခြင်းအနေနဲ့နှစ်လို့ရတာဖြစ်ပါတယ်နော်၄ရယ် နှစ်ရဲ့6ပေါင်းတော့ပေါင်းချင်းနှစ်နော်ဒီ4ရဲ့4ရဲ့နှစ်ရဲ့6ပေါင်းတော့ပေါင်းချင်းနှစ်လို့ရပါတယ်ဒီပေါင်းချင်းနှစ်နဲ့ကျွန်တော်ဒီကျွန်တော်ဒီဒီမှာအောက်မှာကြတော့ဒီထိပ်စီးထောင်၃လုံးပေါင်းတဲ့ခါမှာဒီ4 4 8ပေါင်းချင်းဒီ6လို့ရရှိပါတယ်ဒါမှမဟုတ်ဒီအပေါ်၃လုံးပေါင်းချင်းနှစ်နဲ့ဒီအောက်က၃လုံးပေါင်းချင်း6နဲ့ပေါင်းတဲ့ခါမှာဒီအပေါ်၃လုံးပေါင်းချင်းနှစ်ရဲ့ ဒီအောက်သုံးလုံးပေါင်းခြင်း6ရပေါင်းတဲ့ခါမှာကျွန်တော်ဒီဒီကနန်း6လုံးပေါင်းခြင်းဒီ8ဆိုပြီးတော့ဒါပေါင်းခြင်း8အနေနဲ့ရရှိမှာဖြစ်ပါတယ်ဒါပထမဆိုင်မူရဲ့အချိုးကိုကျွန်တော်ဒီမှာ8ဖြစ်စဉ်ကိုဒါထုတ်ပြတာဖြစ်ပါတယ်ဒုတိယဆိုင်မူကြည့်တဲ့ခါမှာလည်းဒီအပေါ်သုံးလုံးပေါင်းခြင်းဒီကျွန်တော်ဒီ3 9 3ဆိုပြီးတော့ဒီယူတဲ့ခါမှာ ဒီ3963 3963လုံးပေါင်းခြင်းဒီလေသူနှစ်လို့ရရှိတာဖြစ်ပါတယ်ဒီ3963 3963လုံးပေါင်းခြင်းဒီနှစ်3လုံးပေါင်းခြင်းနှစ်နဲ့ကျွန်တော်ဒီဘက်မှာဆိုရင်ဒီနှစ်နှစ်ရှိ6နှစ်ရှိ6ပေါင်းခြင်းဒီ6ဒီ2ရဲ့6ရဲ့ပေါင်းလို့ရှိရင်ဒီ3လုံးပေါင်းခြင်း2နဲ့ဒီ3လုံးပေါင်းခြင်း6နဲ့ပေါင်းတဲ့အခါမှာဒီပေါင်းခြင်း8ဆိုပြီးတော့ နော်ရရှိတာဖြစ်ပါတယ်။ဒါမှဒီချိုးတိုင်းမယ်နောက်ပြင်ကိုဆက်ပြီးယူတဲ့အခါမှာလည်းကျွန်တော်ဒီအပေါ်သုံးလုံးပေါင်းခြင်းကိုလည်းကျွန်တော်ဒီမှာ66ဆိုပြီးတော့ကျွန်တော်နေတာပေါင်းခြင်း2ဆိုပြီးတော့ယူมาဖြစ်ပါတယ်။ဒီအပေါ်သုံးလုံးဒီကျွန်တော်ဒီမှာ66ဆိုပြီးတော့ယူတဲ့အခါမှာပေါင်းခြင်း2ပေါင်းခြင်း2ရဲ့ကျွန်တော်ဒီမှာကြတော့655ဒီ ဒီဟာ686ဒီပေါင်းချင်းနှစ်ပေါင်းချင်းနှစ်ရဲ့ဒီဘက်က655ပေါင်းချင်း6ပေါင်းတော့ကျွန်တော်ဒီကနန်း6လုံးပေါင်းချင်းဒီ8ဆိုပြီးတော့ရရှိသားမှာဖြစ်ပါတယ်။အဲဒီထိပ်စည်းမှုဒီကျွန်တော်ဒီမှာဒီ6လုံးပေါင်းချင်း8အနေနဲ့เนาะကျွန်တော်ထုတ်ပြသွားမှာမို့ဖြစ်ပါတယ်။နောက်ဆက်လက်ပြီးတော့ကျွန်တော်ယခုပွဲအတွက်ဆိုရင်ကျွန်တော်ဒီအပေါ်3လုံးပေါင်းတဲ့ပေါင်းချင်းဒီ6ခွန်ခွန်ဆိုပြီးတော့ယူပြီးပေါင်းအောင်မှာဖြစ်ပါတယ်။ ဒီ6ခွန်ခွန်ဆိုပြီး3လုံးပေါင်းခြင်းဒီကျွန်တော်ဒီ6ခွန်ခွန်ပေါင်းခြင်းဒီကျွန်တော်3ညလို့ရရှိတာဖြစ်ပါလေ3ညလို့ရရှိပါလေကျွန်တော်ဒီဘက်ဒီ3ညဒီကျွန်တော်ဒီဘက်3လုံးပေါင်းခြင်းနဲ့10ဖြစ်ရမှာဖြစ်ရတာဒီမှာကြတော့3ရဲ့3ရဲ့ပေါင်းတော့6ဆိုတော့10ဖြစ်ဖို့ဆိုရင်ကျွန်တော်နှစ်ထိပ်စီကိုဒီဆိုင်မူရထည့်ကစားသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီ ဒီဘက်3လုံးပေါင်းနဲ့ဒီ3လုံးပေါင်းနဲ့6လုံးပေါင်းခြင်းဒီရှစ်ဖြစ်ဖို့ဆိုရင်ကျွန်တော်ဒီမှာနှစ်ထိပ်စီးကိုကစားသွားမှာဖြစ်ပါတယ်။ဓမ္မသာဒီ6လုံးပေါင်းခြင်းဒီရှစ်ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်။ကျွန်တော်ဒီပထမဆိုင်မှာဒီ၄နှစ်၄နှစ်6ပေါင်းခြင်းနှစ်နဲ့ကြာဒီမှာ၈၄၄ပေါင်းခြင်း6နဲ့ပေါင်းပြီးတော့ရှစ်ဖြစ်စဉ်ကိုရရှိပါတယ်။ဒုတိယဆိုင်မှာလည်း3 9 3 3လုံးပေါင်းခြင်းနှစ်နဲ့ သုံးလုံးပေါင်းရင်း2နဲ့ကျွန်တော်ဒီမှာကြတော့26သုံးလုံးပေါင်းရင်း6နဲ့ပေါင်းတဲ့အခါပေါင်းရင်း8ဆိုပြီးတော့ထိပ်စီး6ကိုကစားသလိုခုတတိယပြင်မှာလည်းဒီရက်က66ပေါင်းရင်း2ကိုပေါင်းရင်း2နဲ့ဒီမှာကြတော့655ပေါင်းရင်း8ပေါင်းတဲ့အခါမှာ6လုံးပေါင်းရင်း8လို့ရရှိတာဖြစ်ပါတယ်။ဒါပေမဲ့ယခုပွဲစဉ်အတွက်ကြာလဲဒီဘက်က6ခွန်ခွန်ပေါင်းရင်း3ညနဲ့ဒီဘက်က332ပေါင်းရင်း8 ကနန်း6လုံးပေါင်းချင်း8ဆိုပြီးတော့ဒီမှာနှစ်ထိပ်စီကိုကစားသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒုတိယအလဲတိုင်းကနန်းနဲ့ဆက်ပြီးရှင်းပြပေးပါခင်ဗျာဒုတိယအလဲတိုင်းကနန်းကြတော့ကျွန်တော်ဒီမှာအပေါ်ပြင်အပေါ်ပြင်ကပေါင်းချင်းကိုယူတဲ့အခါမှာကျွန်တော်ဒီ3.16ပေါ်ကဒီ3လုံးပေါင်းမှဒီ3ရဲ့1ရဲ့6ရဲ့ဆိုပြီးတော့ကနန်း3လုံးပေါင်းမှဖြစ်ပါတယ် သုံးညတိချောက်ကနန်းသုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ခုနှစ်လို့ဒီစားမှုမှာခုနှစ်လို့ကျွန်တော်ရရှိမှာဖြစ်ပါတယ်နော်သုံးလုံးပေါင်းခုနှစ်ဟာဒီသုံးလုံးပေါင်းခြင်းခုနှစ်ဒီကျွန်တော်ဒီသုံးညတိချောက်တော့၃ည၁ပေါင်းခြင်းဒီ9အဲ့ပေါင်းခြင်း9နဲ့ဒီမှာကြတော့၃ည၁၃ညပေါင်းခြင်း ဒီသုံးလုံးပေါင်းခြင်းခုနှစ်နဲ့ဒီသုံးလုံးပေါင်းခြင်းတစ်နဲ့ပေါင်းတဲ့အခါမှာကျွန်တော်ဒီမှာပေါင်းခြင်းပေါင်းခြင်း၈ကိုကစားရမှာဖြစ်ပါတယ်။ဒါအလဲတိုင်းမှာလည်းသုံးလုံးပေါင်းခြင်း၈ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်။ဒါဒုတိယပင်ကိုလည်းကျွန်တော်ဒီဘက်ကသုံးလုံးပေါင်းယူတဲ့အခါမှာကျွန်တော်တို့ဒီ3ည1 3ည1 3 ဒီ3ည1 3ဆိုပြီးတော့3လုံးပေါင်းခြင်းဒီကျွန်တော်4လို့4လို့ရရှိမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း4နဲ့ကျွန်တော်ဒီမှာကြတော့ဒီဘက်ကခွန်ခွန်3ည3လုံးပေါင်းခြင်း4ပေါင်းလို့ရှိရင်ကျွန်တော်8ဆိုပြီးတော့ရရှိမှာဖြစ်ပါ6လုံးပေါင်း8ဖြစ်သွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီစိုက်မှုမှာလည်းကျွန်တော်ဒီ6လုံးပေါင်းခြင်း8နဲ့ယူပြီးတော့မိတ်ဆွေများကိုထုတ်ပြတာဖြစ်ပါတယ် ကျွန်တော်ဒီတတိယအပင်ကိုကြည့်တဲ့ခါမှာလည်းကျွန်တော်ဒီအပေါ်ဘက်မှာဆိုရင်ဒီ9 9 6 9 6သုံးလုံးပေါင်းခြင်းဒီ3ည9 6သုံးလုံးပေါင်းခြင်း3ညကိုเนี่ยကျွန်တော်ဒီဘက်ကြတော့993ည993ည3လုံးပေါင်း8နဲ့ပေါင်းတဲ့ခါမှာပေါင်းခြင်း8ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်။နောက်ဒီစာယူမှာလည်းဒီ 6963သုံးလုံးပေါင်းခြင်းတုံညနဲ့ဒီဘက်က66တုံညသုံးလုံးပေါင်းခြင်း8နဲ့ပေါင်းတဲ့အခါမှာ6လုံးပေါင်းခြင်း8ဆိုပြီးတော့ကစားထားတာတွေ့ပါမယ်။ဒါမို့ယခုပွဲစဉ်အတွက်ကြာလဲကျွန်တော်ဒီမှာအပေါ်ဘင်းကဒီ68ခွင်ဆိုပြီးသုံးလုံးပေါင်းတဲ့အခါမှာ68ခွင်သုံးလုံးပေါင်းခြင်းဒီတက်လို့ရရှိမှာဖြစ်ပါတယ်။ဒီ68ခွင်သုံးလုံးပေါင်းခြင်းတက်တက်နဲ့ကျွန်တော်ဒီအောက်ဘင်းက ဒီအောက်ပင်ဟာသုံးလုံးပေါင်းခြင်းသည်ကျွန်တော်သုံးလုံးပေါင်းခြင်းခုနှစ်ကိုကစားပြီးမှသာလင်ဒီ6လုံးပေါင်းက8လို့ရရှိမှာဖြစ်တာဒါတော့သုံးလုံးပေါင်းခြင်းခုနှစ်ဖြစ်ဖို့ဆိုရင်ဒီမှာကျွန်တော်နေတာ6ဒီဆိုင်မူရဆိုရင်6ကလေးတိုင်းကိုထည့်ကစားသွားမှာဖြစ်ပါတယ်ဒါမှသာလင်သူကသုံးလုံးပေါင်းခြင်းသုံးလုံးပေါင်းခြင်း8ဆိုပြီးတော့ဒီဘက်သုံးလုံးနဲ့အပေါ်သုံးလုံးနဲ့ပေါင်းခြင်း6လုံးပေါင်းခြင်းဒီ8ဆိုပြီးတော့ ရရှိမှာဖြစ်ပါတယ်ခုဆိုရင်မိတ်ဆွေများအောင်ကျွန်တော်အနေနဲ့ဒါထိတ်စည်းကြပုံအလေတန်းယူပုံရှင်းပြပြီးပါပြီနောက်ပဲယူပုံကိုဆက်ပြီးတော့ရှင်းပြပြီးပါဦးမယ်ခင်ဗျာမိတ်ဆွေများဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာကျွန်တော်ဒီနောက်နောက်ပိတ်ကွန်ကြတော့လေကျွန်တော်ဒီမှာအပေါ်က3လုံးနဲ့ဒီအောက်က3လုံးနဲ့ပေါင်းမှဖြစ်ပါတယ်ရှင်းများကိုဆက်လက်ပြီးတော့ဒီနောက်ပိတ် နောက်ပိတ်ပေါင်းခြင်းယူပုံကိုဆက်ပြီးရှင်းပြပြီးမှဖြစ်ပါတယ်နောက်ပိတ်သုံးလုံးပေါင်းယူပုံကတော့ဒီအပေါ်၃လုံးဒီဒီ6ရဲ့1ရဲ့2ရဲ့ပေါင်းတဲ့အခါမှာ6လို့ရရှိမှာဖြစ်ပါတယ်ဒီ6 1ပေါင်းခြင်း6နဲ့ကျွန်တော်ဒီဘက်ကခွန်ခွန်က၃လုံးပေါင်းခြင်း6နဲ့ပေါင်းတဲ့အခါမှာကျွန်တော်ဒီ6လုံးပေါင်းခြင်းဒီ8ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီဒုတိယပင်ကိုကြည့်တဲ့အခါမှာလည်းကျွန်တော် ဒီနောက်ဘက်၃လုံးပေါင်းခြင်းဒီကျွန်တော်ဒီမှာ6 1 6ဆို6 1ဒီ6 1ဆိုပြီးတော့ကျွန်တော်၃လုံးပေါင်းခြင်း6ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း6နဲ့ကျွန်တော်ဒီဘက်ကနောက်ဘက်၃လုံးပေါင်းခြင်း1 1 5၃လုံးပေါင်းခြင်း6ဆိုပြီးတော့6လုံးပေါင်းခြင်းဒီ8ဆိုပြီးတော့ ရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီစာရူမှာလဲကျွန်တော်ဒီမှာ6 1ကိုသုံးလုံးပေါင်းခြင်း6နဲ့ကျွန်တော်ဒီမှာကြတော့2 2ကသုံးလုံးပေါင်းခြင်း6ဆိုပြီးတော့ဒီ6လုံးပေါင်းတဲ့အခါမှာပေါင်းခြင်း8ဆိုပြီးတော့ဒီ9နောက်ပိတ်ကစားထားမှာဖြစ်ပါတယ်ကျွန်တော်ဒီတတိယပင်ရဲ့နောက်ပိတ်ပေါင်းခြင်းဒီလေကျွန်တော်ဒီမှာ4 9 8ဆိုပြီးတော့ဒီ4 9 8 698သုံးလုံးပေါင်းခြင်းဒီကျွန်တော်ဒီ698သုံးလုံးပေါင်းခြင်းဒီတစ်လို့ရရှိမှာဖြစ်ပါတယ်ဒီ၄ရယ်၉ရယ်၈ရယ်ပေါင်းတော့ပေါင်းခြင်းတစ်ကိုရရှိမှာဖြစ်ပါတယ်ဒီပေါင်းခြင်းတစ်နဲ့ကျွန်တော်ဒီနောက်ပိတ်သုံးလုံးပေါင်းခြင်း၃ည၃ခွင်သုံးလုံးပေါင်းခြင်း9နဲ့ပေါင်းတဲ့ခါမှာကျွန်တော်ဒီ6လုံးပေါင်းခြင်းဒီ8ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်တော့ဒီဆိုင်မှုဒီလဲ၃6လုံးပေါင်းခြင်း8ဆိုပြီးတော့ ရရှိမှာဖြစ်ပါတယ်ကျွန်တော်ယခုပွဲအတွက်ဒါနောက်ပိတ်ကြခွင်ကိုဆက်ပြီးရှင်းပြပေးပါယခုပွဲအတွက်နောက်ပိတ်ကြခွင်ဒီဒီ9 9 8ခွင်9 8ခွင်3လုံးပေါင်းရင်3ညလို့ရရှိမှာဖြစ်ပါတယ်9 8ခွင်3လုံးပေါင်းရင်3ညနဲ့ရရှိတဲ့ကြောင့်ဒီအောက်မှာဆိုရင်ဒါ3လုံးပေါင်းရင်ဒီ ပေါ်မှာ၃လုံးပေါင်းတုံညာဒီအောက်ဒီ၃လုံးပေါင်းချင်းရှိဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီတင်းနောက်ပိတ်ကိုထည့်ကစားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ယခုပွဲအတွက်ဆိုရင်ဒါဒီ၃လုံးပေါင်းချင်းရှိချိုးနေဆိုရင်ဒါတင်းနောက်ပိတ်ကိုထည့်ကစားမှာဖြစ်ပါတယ်။ကျွန်တော်ဒီဘက်က၃လုံးပေါင်းချင်းဒီဒီမှာ9ရှိခွန်း၃လုံးပေါင်းချင်းတုံညာနဲ့ဒီဘက်မှာ၃လုံးဒီ9ရှိ3လုံးပေါင်းရှိနဲ့ပေါင်းပြီးတော့ ဒီခြောက်လုံးပေါင်းခြင်းဒီကျွန်တော်ဒီရှစ်ဆိုပြီးတော့ကစားမှသာလင်ကျွန်တော်ဒီမှာဒီပွဲဒီဆိုင်မူရဖြစ်စဉ်ဒီကျွန်တော်သုံးခြောက်လုံးပေါင်းခြင်းရှစ်ချိုးဆိုပြီးတော့ကိုင်းကြီးမှာဖြစ်ပါတယ်ဒါမို့ဒီဆိုင်မူရဆိုရင်ကျွန်တော်ဒါထိပ်စည်းဒီနှစ်အလဲတိုင်းဒီကိုနောက်ပိတ်စီတစ်ဆိုပြီးတော့ရရှိမှဖြစ်ပါတယ်ကျွန်တော်ယခု ိစေများကိုကျွန်တော်ဒီဆိုင်မူရရှင်းပြခြင်းဒီဒါကျွန်တော်တွေ့ရှိချက်ကလေးများတာဖြစ်ပါတယ်ကျွန်တော်ရဲ့တွေ့ရှိချက်ကျွန်တော်ယူဆချက်များတာဖြစ်ပါသည်မိစေများအနေနဲ့ဒါကြိုင်းနစ်တဲ့ရင်ဒါဆယ်ခြင်းမြောက်မှာဒီဆိုင်မူနဲ့ထုတ်တာကဏ္ဍကိုဒါကစားလို့ရအောင်ကျွန်တော်နဲ့မျှော်ပေးခြင်းဖြစ်ပါတယ်မိစေများအနေနဲ့လည်းကျွန်တော်အားပေးတော့ပြင် like လေးများပေးခြင်း comment မှာကြိုင်းမကြိုက်ရေးပေးခြင်းများကိုရေးပေးခဲ့လို့ရပါတယ်အခုယခုဆယ်ချိန်မြောက်အတွက်ဆိုရင် ဒီအမကနန်းကိုဒီရရှိတဲ့ကနန်းကိုကျွန်တော်အမချရည်ပြပါမယ်ဆယ်ကြိမ်အတွက်ဒါ 3D ဆယ်ကြိမ်ပေါ့ဗျာ 3D ဆယ်ကြိမ်မှာဆိုရင်ကျွန်တော်ဒီမှာဒီစမှုရနီး1 1 9 1ပေါ့ဗျာဒီမှာ1 1 9 1ဆိုပြီးတော့ဒီစမှုရကျွန်တော်အပြီးပေါက်ကနန်းကိုမိတ်ဆင်တော်ကိုဒါထုတ်ဝေပြီးတော့မျှောက်ပေးလိုက်ပါတယ်ဒါမို့ယခု ဆယ်ကြိမ်မြောက်မှာမိစေအားလုံးသတိရိပောက်တိကနံရရှိကြပါသည်လို့ကျွန်တော်အနေနဲ့ဆုတောင်းမြတ်တာပေးပါရစေနောက်နောက်ဗီဒီယိုမှာလည်းကျမ်းမာစွာဖြင့်ပြန်ဆောင်ကြပါအောင်ဆိုခင်ဗျာ